ကိုယ်တိုင်က LGBT တယောက်ဖြစ်ပေမဲ့မိခင်ဖြစ်သူရဲ့ဆန္ဒကြောင့်ဗုဒ္ဓကာယကိုဖျားဖူးသွားရင်ဒုလဘတ်ယဟန်ခံခြင်းပြုလုပ်ခဲ့တဲ့တရုတ်ဆောင်ဥက္ကမင်းမောင်မင်္ဂလာပါပရိသတ်ကြီးရဲ့တရုတ်ဆောင်ဥက္ကမင်းမောင်ကတော့ VCD သချင်းတွေခေစားတဲ့အချိန်ကလေးကတရုတ်ဆောင်တယောက်အနေနဲ့နှုပညာလောကတဲ့ကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးခန္ဓာကိုယ်တောင်တောင်ဖြောင်ဖြောင်နဲ့ရုပ်ရည်ကလည်းချောမောတာကြောင့်မင်္ဂလာပရိသတ်တော်တော်များများရဲ့အားပေးခြင်းကိုခံခဲ့ရသူဖြစ်ပါတယ် ဒါပေမဲ့နောက်ပိုင်းမှာတော့အောက်ကမင်းမောင်ကသူဟာ LGBT တယောက်ဖြစ်တယ်လို့အားလုံးရှေ့မှာဝန်ခံခဲ့တာဖြစ်ပြီး LGBT တွေကိုထောက်ခံအားပေးတဲ့အမေရိကနိုင်ငံကိုပြောင်းရွှေ့နေထိုင်နေတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်အောက်ကမင်းမောင်ကလိင်တူအမျိုးသားတွေကိုသာချစ်ခင်နှစ်သက်သူဖြစ်တာကြောင့်လိင်တူချင်းလက်ထပ်ဖူးသူအမျိုးသားတယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိမှာတော့ single တယောက်အနေနဲ့သာရပ်တည်နေတဲ့ဥက္ကမင်းမောင်ကပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်ကမိခင်ဖြစ်သူနဲ့တွေ့ဆုံဖို့အတွက်ဗုဒ္ဓဃာယကိုတွားရောက်ခဲ့တာဖြစ်ပြီးဗုဒ္ဓဃာယကိုရောက်တဲ့အချိန်မှာတော့မိခင်ကြီးရဲ့ဆန္ဒအရဒုံလပတ်ရဟန်းဝတ်ချင်းမင်္ဂလာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဩကာမင်းမောင်ကမြက်စွာဖျားပွင့်တော်မူခဲ့တဲ့ခါရမှာမိခင်ကြီးရဲ့မွေးနေ့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့ရောနိဗ္ဗာန်ကိုအကျိုးမျှော်ကိုး၍ဒုံလပတ်ရဟန်းဝတ်ခြင်းမင်္ဂလာဖြစ်ပါတယ်။ မိခင်ကြီးနဲ့မိတ်ဆွေများကလည်းတိလာရှင်ဝတ်ပြီးတော့ကုသိုလ်ကောင်းမှုအလူတန်းများပြုလုပ်ခဲ့ပါတယ်။ဦးစင်းရဲ့ယဟန်အမည်ကတော့ရေဝတ္တဖြစ်ပါတယ်။ယဟန်၅ရဲ့ဝတ်မှာဖြစ်ပါတယ်။ဘဝမှာတတိယအကြိမ်မြောက်ဒုံလဘတ်ယဟန်ဝတ်ခြင်းဖြစ်ပါတယ်။ပဝန်လူတန်းကုသိုလ်ယူကြသူများအားလုံးကိုလည်းဂျေဆုအထူးတင်ရှိပါတယ်ဟုဆိုကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပရိသတ်တွေကိုလည်းအတည်ပြုလာခဲ့တာဖြစ်ပါတယ်။ တရုတ်ဆောင်ဥက္ကမင်းမောင်ကတော့သူရဲ့ဘဝမှာတတရားချိန်မြောက်အဖြစ်ဒုံလက်ဖက်ရဟန်းဝတ်ခဲ့တာဖြစ်ပြီးပြိသက်တွေရဲ့ကြွယ်လင်းသူရရှိခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။